အဖြစ်အပျက်ကိုချင်းမြတ်နိုးကြတဲ့မြမသွေးရင်ရဝမ်လူမျိုးများမြန်မာနိုင်ငံကိုတိုင်းနဲ့ပြည်နယ်၁၄ခုပေါင်းစုကတည်ထောင်ထားတယ်လို့အားလုံးကသိကြပေမယ့်တိုင်းရင်းသားမျိုးကွဲတွေဘလောင်များများပြည်ရင်းမှာနေထိုင်ကြသလဲဆိုတာတွေကိုတော့အတိအကျသိရှိရသူနဲ့ပါပါလိမ့်မယ်။အဓိကလူမျိုးကြီး၈ခုဖြစ်တဲ့ကချင်ကယားကရင်ချင်းဗမာမော်ရခိုင်ရှမ်းအကြောင်းတွေကိုပထဝီစာမျက်နှာတွေမှာသင်ခဲ့ရပေမယ့်လေကျမတို့မသိသေးတဲ့မျိုးနွယ်ဝင်နေရာဒီကနေ့ချိန်ထိမြန်မာနိုင်ငံရဲ့နေရာအနှံ့နဲ့တောတောင်ရှိုးတွေမှာအေးချမ်းစွာနေထိုင်နေကြပါဗျ။ ဒါကြောင့်ဒီကနေ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့ပထဝီစာမျက်နှာတွေမှာဖော်ပြခြင်းမခံရပေမဲ့လက်တွေမှာတကယ်ရှိနေတဲ့ရောဝန်လူမျိုးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရောဝန်လူမျိုးတွေဟာပူရာအိုဂျိုင်ဝမ်လွင်ပြင်ဒေတာ၊နောင်မွန်၊ကဆန်ချောင်း၊ဂျိုင်ဝမ်၊ခေါလန်းဖူးဒေတာ၊မေခါဂျိုင်ဝမ်နဲ့ခရန်ကူမြန်မာနိုင်ငံအထက်ပိုင်းပူရာအိုနယ်တဝိုက်တိဆန်၊တမိုင်း၊တရုံအင်မိုင်ခမြဝမ်းတရှောင်းနဲ့အကြံမြဝမ်းအောက်ပိုင်းနဲ့ခါကာဘူရာစီတောင်ကျေးဒေတာမှာနေထိုင်ကြပါတယ်။ ရောအလူမျိုးကိုကချင်နဲ့ရှမ်းတွေကနုံလူမျိုးနဲ့ခနုံလို့ခေါ်ကြပြီးတိဘက်မြန်မာအနယ်ဝင်ဖြစ်တဲ့လိုလိုမူဆိုအုပ်စုမှာပါဝင်ပါတယ်။ရောဝန်ဆိုတဲ့အဓိပ္ပာယ်ကတော့ဖြူစင်တဲ့ဝက်ကိုဝတ်တဲ့လူမျိုးလို့အဓိပ္ပာယ်ရတာပါ။ရောဝန်လူမျိုးတွေဟာကိုကာယကြီးထွားတုတ်ခိုင်းပြီးအသားလက်ကမေယိုကြီးပြီးတော့နှာရန်ပေါ်ကြပါတယ်။ယောက်ျားယောက်မိန်းမပါအဝိဖြူဝတ်ကြပါတယ်။နုံလူမျိုးအကြီးကြီးတွေကတော့ကျိန်နဲ့ရက်ပြီးဝက်ဆွေနဲ့တစားဆင်ထားတဲ့အုတ်ထုပ်ကိုစောင်းလေးရှိကလှန်ရှည်ကြီးနဲ့ထလွေကိုကင်ဆောင်ကြရတာပါ ရဝါလူမျိုးတွေဟာအလုံးနဲ့လက်ပြတ်တယ်လို့မရှိအောင်လို့ဝရိယကောင်းပြီးတော့တောင်ယာခုတ်စပားထောင်ရကန်းရက်စားတဲ့အလုပ်တွေနဲ့တနေကုန်အလုပ်လုပ်လေးရှိကြပါတယ်။အဝယ်စားအတွက်ကတော့အစည်းအီးလို့ခေါ်တဲ့ဂုံရှော်မင်းတချို့မှချီမြန်ထောက်လုပ်ပြီးတော့ရက်လုပ်ယူကြတာပါ။စားတော်မှုအတွက်ကတော့တောင်ယာမှာစပားဆိုင်ပြုံတာမကတောင်ဆောင်းမှာလိကတဲ့တပ်ဖွဲ့အစင်းစင်မြေကိုထွင်းပြီးအာလူမြေပဲမုံညင်းနှမ်းစရာတွေကိုစိုက်ပျိုးလေးရှိကြပါတယ်။ ရှေးခါကနှုံလူမျိုးတွေဟာတန်လွင်မြဝမ်းမှာနေထိုင်ကြပြီးမူလစကရေကအဲ့ဒီဒေတာမှာအိုးအိမ်ချိန်ဆိုင်ပြီးတော့အတီအမြဲနေထိုင်ရန်ရည်တန်ရင်နဲ့ရှိဟန်တူကြပါရည်။ဒါပေမဲ့လေလီဆူးလူမျိုးတွေကြောင့်တဖြည်းဖြည်းအနောက်ဘက်ကိုရွှေ့ပြောင်းလာလျာကနေအခုနေထိုင်တဲ့နေရာတွေကိုရောက်ရှိလာခြင်းဖြစ်ပါရည်။နေမြေဒီတာရှားပါလာတဲ့အတွက်ကြောင့်အရင်ကလူမျိုးမတူတိုင်းရင်းသားဈာရီနဲ့အတူတူနေလို့စိတ်မရှိကြတဲ့ရောဝန်နေရာဆိုရင်တော့အခုအခါမှာလီဆူရီနဲ့တောင်ရောနှောပြီးတော့နေထိုင်လျက်ရှင်နေပါပြီ။အောက်ပိုင်းနမ်တမိုင်မတ်ဝမ်နဲ့ အကြံမြင့်ဝန်းတွေမှာနုံလူမျိုးတွေနဲ့လီစုတွေရဲ့ရွာပေါင်း195ရွာခန့်ရှိပြီးရဝမ်အင်ဂျီပေါင်း2000ခန့်နဲ့လီစုအင်ဂျီပေါင်း600ခန့်ရှိပါတယ်။ရဝမ်လူမျိုးတွေမှာအမျိုးနွယ်ပေါင်း80ခန့်ရှိကရှေးခါကတစုနဲ့တစုတည်ထက်နေလေရှိကြလေရ။နေထိုင်ရာဒေသရဲ့လမ်းပန်းအခြေအနေမပြေပြစ်မှုတွေကြောင့်တမျိုးနဲ့တမျိုးပြောဆိုတဲ့ဇာတ်ကားမှာအနှဲငယ်ကွဲလွဲမှုရှိခဲ့ပါတယ်။ဒေတာလိုက်ပြောဆိုတဲ့ဇာတ်ကားနဲ့လေယူလေတဲ့အနေငယ်ကွဲပြားပေမဲ့လို့အခြေခံအားဖြင့်အုပ်စုတစ်ခုတည်းသာဖြစ်ကြောင်းကို ဘုံဘာသာစကားတစ်ခုရဲနဲ့ကိုစားပြုထားပြီးအချင်းချင်းပြောဆိုဖို့အတွက်ဗမာစကားတစ်မျိုးရဲ့ဥဒါအသုံးပြုကြောင်းတွေ့ရပါတယ်ရှင်ဒီနေ့တော့ဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါအမြင့်ချစ်ခင်အားပေးလို့ကျေးဇူးပါဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပြရစီလားရှင်